လောင်လုံးမြို့နယ်စမ်းလန်းရွာမှာရှိတဲ့လက်ခတ်တောင်တိုက်ပွဲမှာနှစ်ဖက်ထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့တိုက်ပွဲမှာပါတဲ့ဒုက္ခရစစ်တောင်းစီကနေသိရပါဗျ။မတ်လ23ရက်မနက်9နာရီလောက်မှာတိုက်ပွဲဆဖြစ်ပြီးစစ်ကောင်စီဘက်ကရေတပ်စစ်တမောနဲ့လေကြောင်းပစ်ကူတွေကိုပါအုံပြူပြီးတိုက်ခိုက်ခဲ့တယ်လို့ပြောပါဗျ။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်က12ဦးဒေဆုံးတာကိုမျက်မြင်အတိပြုနိုင်ပြီးလက်နက်ခဲရံနဲ့စစ်တုံးဆောင်ပစ္စည်းတွေလည်းတင်ဆက်ရရှိခဲ့တယ်လို့ဒုက္ခရစစ်ကြောင်းရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရတယ်။ စစ်ကောင်စီဘက်ကတေဆုံးတဲ့အရေးအတွက်နဲ့ပတ်သက်လို့ဒဝဲဝက်အနေနဲ့တီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။အပြန်အလှန်ပြစ်ခတ်မှုတွေဒုကရစစ်ကြောင်းကရဲဘော်နှစ်ဦးတေဆုံးပြီးလေကြောင်းပြစ်ခတ်မှုကြောင့်ရဲဘော်လေးဦးလည်းဒဏ်ရာရတယ်လို့ဒုကရစစ်ကြောင်းစီကနေသိရပါဗျ။ဒါအပြင်စစ်ကောင်စီရဲ့ရေတပ်တင်မော့ကပြစ်တဲ့လက်နက်ကြီးကြီးတွေပောက်ကွဲတာကြောင့်မမကန်ရွာမှာကလေးမိခင်တအူးအပါဝင်အရသား၄ဦးထပ်မနေထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတွေကပြောပါဗျ။ လောင်လုံးမြို့နယ်လက်ခတ်တောင်တိုက်ပွဲကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော်ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါဝင်တဲ့ဒုက္ကရစစ်ကြောင်းနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒဝဲခရိုင်အမှတ်1တိုင်ရင်တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။